ဘာသာအမွေကျွန်းလင်းနိုင်ပါစေဒီဒေသနာလေးကဘုရားဘာသာဝင် နိုင်ရဲ့နားထဲမှာနားရည်တော့ဝါထားကြပြီသားဒါပေမဲ့လို့ဘယ်တော့မှဘုံတို့ရိုးမသွားသင့်နဲ့စဉ်းစားလိုက်တိုင်းစဉ်းစားလိုက်တိုင်းထပ်ပြီးတော့အတွေးသည့်အမြင်သည့်နဲ့ကိုယ့်ရဲ့စိတ်ကိုချမ်းသာဖို့အတွက်အကျိုးကျေးဇူးပြုနေမယ် ဒေသနာလေးတပုတ်လို့ဘုံဘုံစီထဲမှာအလိုလေးလေးနဲ့နဲ့ခံစားရနော်အဲဒီတုတ်တန်ကခန္ဓာဝကတန်ရုပ်ပါဠိတော်မှာပထမဦးဆုံးမှတ်တမ်းတင်ထားတဲ့တုတ်တန်နကုလပိတုတုတ်တန်တုတ်တန်ရဲ့နာမည်ကနကုလပိတာနကုလမာတာမြတ်စွာဘုရားကိုသားလို့ချစ်ကြတဲ့ပုံနာရေရှင်ဒီမောင်နှံအဲ့ဒါဒီနေ့တော့ အဲ့ဒီနကုလပိတာတခါကြီးကမြတ်စွာဘုရားရဲ့ထမောက်ရောက်လာပြီးတော့မြတ်စွာဘုရားကိုသူပါလျှောက်တော့အာမတ်မီဗန်ဒီဇိန်နောဝုဒ္ဓမဟာလကော အတ္တကတော်ဝယောအနုပတ်တော်အတုရကာယောအဘိခနာတင်ကောမြတ်စွာဘုရားတဲ့တပည့်တော်ဟာဦးမင်းလှပါပြီတဲ့အသက်ကလည်းကြီးလာပါပြီ နောက်ဆုံးအရွယ်ကို ရောက်နေပါပြီနောက်ဆုံးအချိန်ကိုလည်းရောက်နေပါပြီဘဝမှာ အရွယ်တွေရှိတယ်အချိန်တွေရှိတယ်သူ့အချိန်နဲ့သူ သူ့အရွယ်နဲ့သူရှိတယ်သူကတော့တတ္တရာအရွယ်လို့ဆိုတယ်နောက်ဆုံးအရွယ်ကို ရောက်နေဘဝရဲ့နေရမယ့်အချိန်တွေကနောက်ဆုံးအချိန်ကိုရောက်နေပြီတဲ့အတုရာကာယောအဘိက္ခဏတင်ကောတဲ့ နော်သူပြောတာလေးကအတုရကာယောတပိတော့ခန္ဓာကိုယ်ဟာနာကျင်ခံခတ်မှုနဲ့ဆင်းရဲနေတယ်အဘိခန္ဓာတင်ကိုအမြဲမပြတ်နှိမ့်ဆက်ခံနေရသလိုကိုခန္ဓာဟာဆင်းရဲတယ်တဲ့ဟုတ်လားနောက်ဆုံးအရွယ်ကိုရောက်နေပြီခန္ဓာကိုယ်ကြီးကအမြဲမပြတ်နာကျင်နေတယ်အမြဲတမ်းနှိမ့်ဆက်နေသလိုကို သူ့ကိုယောဂဝေဒနာတွေနဲ့ဆင်းရဲစေနေသေးတယ်ခန္ဓာကိုယ်ကြီးက နေသဒတဝီခောပနာဘန်ဒီဘဂဝတောမနောဘာဝနိယစဘေးခုနံနောက်စိတ်နှလုံးကိုကြည်လင်စေတဲ့အရှင်ကောင်းအရှင်မြတ်တွေကိုအမြဲတမ်းတပြည့်တော်နောက်မှာဖူးမြော်ဖို့ဆိုတာမလွယ်ပါဘူးတဲ့မြတ်စွာဘုရားကိုဖူးမြော်ဖို့ဆိုတာလည်းမလွယ်ပါဘူးတဲ့ဩဝရတုမဘန်ဒီဘဂဝါအနုတာတတုမဘန်ဒီဘဂဝါနော်ဒါကြောင့်မို့လို့ဘုရားတပြည့်တော်ကိုဆုံးမပါသွန်သင်ပါချမ်းသာအောင်ပြောပြပါယံမမတ္တဒီဃာရတံဟိတာယဒုက္ခာယတိ အဲ့လိုမြတ်စွာဘုရားတပည့်တော်ကိုဆုံးမမယ်ပြောမယ်ဆိုရင်တပည့်တော်အတွက်နော်အလွန်ရှိလျားတဲ့ကာလပတ်လုံးချမ်းသာခြင်းကကြီးပွားခြင်းကဖြစ်ပါလိမ့်မယ်ဗျာတဲ့အခုဆုံးမလိုက်တဲ့အဆုံးအမကအခုလောလောဆယ်လေးချမ်းသာယုံလေးလောက်တင်သူကမျောလင်းတာမဟုတ်ဘူးနော်။နောက်အရှိသဖြင့်ချမ်းသာဖို့အတွက်အကျိုးရှိဖို့အတွက်ဖြစ်ပါလိမ့်မယ်တဲ့မြတ်စွာဘုရားရဲ့အဆုံးအမက။အဲ့လိုမြတ်စွာဘုရားကိုရှောက်တဲ့ချိန်မှာမြတ်စွာဘုရားက ဧဝမေတံဂါပတိဧဝမေတံဂါပတိအတုရောဟာယံဂါပတိကာယောအန္တဘူတောပရိယောနတ်တောတခါကြီးတဲ့အတင်ပြောတဲ့စကားအတင်ပြောတဲ့အတိုင်းဟုတ်တယ်တဲ့ထောက်ခံနော်မြတ်စွာဘုရားအတုရောဟာယံဂါပတိကာယောအယံကာယောဟောဒီခန္ဓာကိုယ်ဆိုတာအတုရောတဲ့အတုရဆိုတာအမြဲတမ်းနာနေတဲ့သဘောရှိတယ်တဲ့နော်ခန္ဓာတဲ့သဘောကြီးနဲ့ကြီးပဲဘုန်းတို့ဘုရားမှာနေနေကြတာ မဟုတ်ဘူးเนาะမခံတာတဲ့သဘာဝနဲ့လည်းပဲဘုံဘုံတို့ဟာနေကြရတယ်တကယ်တတိလေးနဲ့ကြည့်မယ်ဆိုလို့ရှိရင်မခံတာတဲ့သဘာဝတွေကအချိန်တော်တော်များများမှဖြစ်နေတာကိုတွေ့ရတယ်အရင်ကြီးကြီးကြီးမားမားစူစူဝါဝါမဖြစ်လို့သာဘုံဘုံတို့ဟာကိုယ့်ကိုခံတာတယ်လို့ထင်နေကြတယ်ဟုတ်လားတန်မြတ်စွာဘုရားကခန္ဓာကိုယ်ဆိုတာနာကျင်တတ်တဲ့သဘောရှိတယ်အန္တဘူတော်ပရိယောနတ်တော် ဥတလုံးသပွဲဖြစ်တဲ့အမေပါကလေးနဲ့เนาะအုပ်ထားတဲ့အရေပါလေးနဲ့အုပ်ထားတဲ့သဘာဝဘာမှခိုင်ခိုင်မာမာတိရှောက်ထားတာမဟုတ်ဘူးတဲ့ကျဲ့ဥတို့ဘဲဥတို့အလွန်မှကွဲလွယ်တယ်တယုတ်တရားကံရတယ်နည်းနည်းလေးထိခိုက်မိတာနဲ့သူကဖြစ်သွားတော့ကွဲသွားအက်သွားတယ်အဲ့လိုပဲခန္ဓာကိုယ်ဆိုတာအလွန်မှထိခိုက်လွယ်တဲ့သဘာဝရှိတယ်တဲ့အဲ့ဒီမှာမြတ်စွာဘုရားကဘလိုလေးသုံးသပ်ပြတော့ ယောဟိဂဗတိဣမံကာယံပရိဟဒံတောမုဟုတံပိအာရောကျံပရိဇာနေယကိမေညတရဘာလံနော်ဒီစကားကသာသနာတော်မှာအလုံးမထင်ရှားတယ်။ကောင်းလွန်တော့ထင်ရှားတာပေါ့နော်။ယောဟိဂဗတိဣမံကာယံပရိဟဒံတောမုဟုတံပိအာရောကျံပရိဇာနေယကိမေညတရဘာလံလူတယောက်ဟာကိုယ့်ကိုယ်ကို တခဏလေးမျှကျမ်းမာပါれလို့ကိုကိုကိုထင်နေမယ်ဆိုရင်ကိုကိုကို တခဏလေးမျှကျမ်းမာပါれလို့ဝန်ခံခဲ့မယ်ဆိုရင် तू ဟာမိုက်မဲလို့ပဲတဲ့မိုက်မဲလို့ဆိုတာဒီခန္ဓာရဲ့အကြောင်းကို အမှန်ကမသိတာကိုရှိဝင်တာပေါ့နော်အမှန်သိရင်ဒါကဉာဏ်ရှိတဲ့လူသိတဲ့လူနားလေတဲ့လူအမှန်မသိဘူးဆိုရင်ဒါဉာဏ်မရှိတဲ့လူမသိတဲ့လူနားမလဲတဲ့လူဒီနေရာမှာဘာလဆိုတာ ခန္ဓာရဲ့သဘာဝအမှန်ကို မသိတာကိုပြောတာအဲ့တော့ကိုယ့်ကိုယ်ကိုတခဏလေးမျှကျမ်းမာပါတယ်လို့ဝန်ခံခဲ့မယ်ဆိုရင်ဒီလူဟာမိုက်မဲလို့ပါလို့မြတ်စွာဘုရားအဲ့ဒါလို့မြတ်စွာဘုရားမှန်ကန်တဲ့ရှုတော်ကနေပြီးတော့ဝေဘာအကဲခတ်ပြတာဟုတ်လားကိုယ်ကိုယ်ကိုတခဏမြတ်ကျမ်းမာပါတယ်လို့ဝန်ခံမယ်ဆိုရင် မိုက်မဲလို့လေအကြာကြီးကျမ်းမာပါတယ်လို့ဝန်ခံမယ်ဆိုရင်တော့ပိုဆိုးပါပါနော်ဆိုလိုတာကတခဏလေးတောင်ခန္ဓာကိုယ်ဟာကောင်းမွန်တဲ့သဘောမရှိဘူးလို့ ပြောခြင်းတာခန္ဓာရဲ့အကြောင်းကိုနားလေတယ်ဆိုတာဘလို့အခြေအနေမျိုးတီနားလေရမှာလဲဆိုရင်တခဏလေးတောင် ကောင်းတဲ့သဘောမဟုတ်ဘူးကောင်းတဲ့သဘောမရှိဘူးလို့နားလေမှခန္ဓာရဲ့သဘာဝကိုမှမှန်ကန်ကန်နားလေရရောက်တယ်ဘယ်ချိန်တော့ကောင်းတယ်ဘယ်ချိန်မကောင်းဘူးဘယ်ချိန်နာမကောင်းတာဘယ်ချိန်လေးတော့ကောင်းတယ်ဆိုရင်ကိုပဲသူပြည့်ပြည့်ဝဝနားလေရမရောက်သေးဘူးဒီသဘောလေးကိုဒါကဘုံလို့ရှင်းရှင်းလင်းလင်းသဘောပေါက်ရမယ်ဟုတ်လားတော်ဒီစကားကိုထပ်ပြောမယ်နော် နော်သူအတိအကျပြောတာလည်းကအိမံကာယံပရိဟရံတော်နော်ဒီလိုနာကျင်ခံခက်တတ်တဲ့နော်ဆိုးွားတဲ့သဘာဝရှိတဲ့ခန္ဓာကိုယ်ကြီးမျိုးကိုဆောင်ရွက်နေရရဲ့နဲ့များဟောဒီစကားလေးရှေ့ရခံထားတယ်နော်ဒီလိုခန္ဓာကိုယ်ကြီးနဲ့အတူတူနေရရဲ့နဲ့များကိုယ့်ကိုယ်ကိုတခဏမြကောင်းမွန်ပါတယ်လို့ဝန်ခံခဲ့မယ်ဆိုရင်ဒါမိုက်မဲလို့ပါစကားရဲ့အပြည့်အစုံကအဲ့ဒီတိုင်ဟုတ်လားအဲ့လိုအမိန့်ရှိပြီးတော့မြတ်စွာဘုရားကဘာဆက်ပြီးတော့ နော်ဆုံးမတယ်လေဘလို့ဖြစ်စေခြင်းတယ်လေဒါကြတော့သူကတိုက်တွန်းတဲ့သဘောစောစောကတော့သုံးသက်ပြတဲ့သဘောနော်တတမတိဟတေဂါပတိဧဝံသိခိတ္တဗံအတုရကာယတမေတ္တောစိတ္တနာတုရံဘောဟိတတိဒါကြောင့်မလို့အခုငါပြောတဲ့အတိုင်းမင်းလေ့ကျင့်ရမေးတဲ့နော်တကကြီးငါပြောတဲ့အတိုင်းသင် လေ့ကျင့်ရမယ်ဘလို့လေ့ကျင့်ရမှာတော့အတုရကာယတမေတ္တောစိတ္တနာတုရံဘောဟိတတိ ငါခန္ဓာကိုယ်ကြီးနာနေတော့လည်းပဲငါရဲ့စိတ်ကိုတော့မနာကျင်အောင်ငါနေထိုင်မယ်ကြိုးစားမယ်လို့သင်အဲ့လိုကျင့်ရမယ်ငါခန္ဓာကိုယ်ကြီးနာနေတော့လည်းပဲငါစိတ်ကိုတော့ငါမနာအောင်ကြိုးစားမယ်ဒီလေ့ကျင့်လေးကိုဘုန်းဘုန်းတို့ကအမြဲတမ်းလေ့ကျင့်ရမယ်တဲ့အေဝဉ္ကြီးဒေဂါပတိသိခိတ္တံဒဂါကြီးသင်အဲ့လိုကျင့်မအားဘုန်းဘုန်းတို့တခါတလေငါဘယ်လိုလေး နှလုံးသွင်းပြီးတော့ဘယ်လိုလေးကျင့်ရရင်ကောင်းမလဲလို့တွေးမိတာလေးတွေရှိတယ်။ဝင်လေထွက်လေလေးမှတ်မယ်။ညစ်တာလေးပို့မယ်။ဘုရားကုံတော်လေးတွေပွားမယ်။ဒါလည်းပဲမုံမြတ်တဲ့အလေးကျင့်လေးတွေမလုပ်တာတော့လေးကျင့်တာ။ဟုတ်လား။အခုအဲ့ဒီမုံမြတ်တဲ့အလေးကျင့်များစွာတဲ့ကဒါလေးရလည်းပဲလေးကျင့်စရာအလေးကျင့်လေးတစ်ခုအလေးကျင့်ခေါင်းလေးတစ်ခုပေါ့နော်။ဘာလဲတော့ငါခန္ဓာကိုယ်ကြီးနာတော့လည်းပဲငါရဲ့စိတ်ကိုတော့မနာအောင်ငါစူးစမ်းမယ်။ တော့ဒီနေရာမှာဘုန်းတော်ကဒေသနာကိုကြည်ကြည်ပြတ်ပြတ်ပို့ပြီးတော့နားလည်ဖို့အတွက်ဒီကုန်းပိုင်းမှာဘုံဘုံပြောကျင်တဲ့စကားလုံးလေးတွေရွေးချယ်ထားတာရှိတယ်။တော့ခန္ဓာကိုယ်ကြီးနာတော့လည်းပဲစိတ်မနာအောင်ငါလေ့ကျင့်မယ်ဆိုတဲ့ဒေသနာလေးကိုမှီးပြီးတော့လောကကြီးမှာဘာတွေဘလို့ပဲဖြစ်နေနေငါရဲ့စိတ်ကိုတော့မနာကျင်အောင်မရှင်းရအောင်ငါလေ့ကျင့်မယ်ဟောဒီလိုဆိုလို့ရှိရင်ဘုန်းဘုန်းတို့အလွန်မကိုပဲဘုန်းဘုန်းတို့ဟာမုံမြတ်တဲ့ကုသိုလ်စိတ်တွေ မုံမြတ်တဲ့အလေးအကျင့်တွေမုံမြတ်တဲ့အတွေးအမြင်တွေအများကြီးတိုးလာတဲ့အကြောင်းမရှိဘူးလားเนาะဘာကြီးဘလို့ဖြစ်လို့နေနေငါစိတ်ကိုတော့ငါမထိခိုက်စေရဘူးလောကကတော့ထိခိုက်စေရအနေအထားတွေနဲ့တောင်းနေကြရတာပါမလို့ပဲဖြစ်ဖြစ်ဟုတ်လား